မတ်တလို့မတ်တစားပါပဲတဲ့အဲ့ဒါလို့မတ်တလို့မတ်တစားပါပဲဆိုတဲ့စကားဟာခဏခဏအကြာများလာရတယ်မတ်တလို့မတ်တစားပါပဲဆိုရင် မတ်တမလုံနိုင်လို့ထိုင်းကြသွားရင် ဘာသွားစားရမှာလဲမတ်တမလုံနိုင်လို့အိပ်ရတဲ့လဲကြသွားရင်ဘာသွားစားကြရမလဲ ဘယ်လိုပဲဖြစ်နေဖြစ်နေမတ်တက်လုံနိုင်တော့ငိုထိုင်တဲ့အခါပါစားဖို့အိပ်ရာတဲ့လဲတဲ့အခါပါစားဖို့ဆိုပြီးတော့ချမ်းသာနိုင်အောင်ကြိုးစားတဲ့လေဗုဒ္ဓကသရဒံမောဇရံအနာတိတောအဘိနံပိစဝကိတ္တပံတဲ့ငါတို့ဒီအတိုင်းကြီးမနေဘူးနော်ငါတို့အမြဲတမ်းဒီအတိုင်းကြီးနေမနေဘူးငါတို့အိုးအိုးမှနော် ငါတို့နာရအောင်မနော်လို့အမြဲတမ်းနှလုံးသွင်းထားပါလို့မိမာခဲ့တယ်။ဖတ်မှတ်ဘူးတဲ့ပုံမြင်လေးတပုတ်ကို ပြောရရင်ဟိုးတုန်းကတောရွာတရွာမှာအလွင်အမတန်လက်မှုပညာလဲကျွမ်းကျင်တယ်လို့အလွင်အမတန်လဲပြင်းတဲ့ကိုပြင်းဆိုတဲ့လူတယောက်ရှိတဲ့တနေ့မှာရွာဦးเจ้าမှာကြောင်းထိုင်နေတဲ့သူ့ရဲ့ဘာကြီးဖုန်ကြီးနာရောက်လာပြီးတော့ အလုံးမရှိ အကင်မရှိလို့စာဝန်နေရည်အဆင်မပြေတဲ့အကြောင်းတွေလာရောက်လျှောက်ထားတာပေါ့ဒီတော့ဘာကြီးဖုန်းကြီးကမင်းကဘာမှမလုပ်ဘဲဘယ်လိုအဆင်ပြေမှာတုန်းလို့ပြောတဲ့အခါကျတော့ငပြင်းကပြန်ပြောတယ်သူကလှုပ်ချင်ပေမဲ့လှုပ်เสียကဘာမှမရှိလို့ဆိုတာနဲ့ဘာကြီးဖုန်းကြီးကကြောင်းဝိုင်းဘေးနားမှာပေါက်နေတဲ့ သစ်ပင်ယောက်ကြီးတစ်ပင်ကိုမင်းအဲ့ဒီအပင်ကြီးကိုလှဲယူပြီးတော့မင်းတတ်ထားတဲ့လက်မှုပညာနဲ့မင်းကြိုက်တာမင်းလှုပ်စားဖို့လို့ပေးလိုက်တဲ့ဒီတော့ငပြင်းကလည်းကြောင်ဝိုင်းဘေးနာမှာပေါက်နေတဲ့သစ်ပင်ယောက်ကြီးကိုလှဲယူပြီးတော့ဖနက်လှုပ်ဖို့ဆိုပြီးတော့ဖနက်ခုတ်ပြီးတော့ခုံမနက်တွေလှုပ်ခဲ့တယ်လှုပ်ပြီးသွားတဲ့ခုံမနက်တွေကိုမြို့တဲ့ရောင်းတာပေါ့ ညို့တဲ့ရောက်မိမဲ့ဘဲအိမ်ကမှမဝဲခဲ့ဘူးဒါပေမဲ့ကာအားလျော်စွာဖနတ်လက်လီလကားဆိုင်ကြီးတဆိုင်ကငပြင်းပါလာတဲ့ဖနတ်ဒီအားလုံးကိုဝဲထားလိုက်တယ်ငပြင်းလည်းပဲဖနတ်ဒီအားလုံးရောင်းပြီးတော့ပြန်လာပြီးတော့စားစားတောက်တောက်နဲ့ပဲနေတာပေါ့ဒီလိုနဲ့မြို့ဘော်ကဖနတ်ဆိုင်က ဖနတ်ဒီကုန်းသွားလို့ရောင်းကောင်းတဲ့အတွက်ငပြင်းစီဖနတ်ထွက်ဝယ်ဖို့ လိုက်လာခဲ့ပြီမဲ့ငပြင်းကတော့ဖဏတ်မလုတ်ပြန်ပဲနဲ့နတ်ရုပ်တွေထုလုံနေတာတွေ့ရတယ်ဖဏတ်ဝယ်ဖို့လိုက်လာတဲ့သူတွေကလည်းဖဏတ်မလုတ်တော့လဲဇရိပ်ပဲကြေးကြေးဆိုပြီးတော့ငပြင်းလုတ်ထားတဲ့နတ်ရုပ်တွေပဲဝဲပြန်မယ်ဆိုပြီးတော့နတ်ရုပ်တွေဝဲပြန်သွားကြတယ်မြို့ပေါ်ရောက်တော့နတ်ရုပ်ရောင်းတဲ့ဆိုင်တွေကိုဖောက်တယ်သွင်းလိုက်တာပေါ့နတ်ရုပ်ရောင်းတဲ့ဆိုင်ကလူတွေကလည်း နာယုတ်တွေရောက်လိုက်တာမကြာခင်ပဲငပြင်းရဲ့လက်ရာတွေကကောင်းတဲ့အခါကျတော့ကုန်းသွားပြန်တယ်။ဒါနဲ့နာယုတ်တွေထတ်လူချင်းလို့ဆိုပြီးတော့ဖနတ်ဆိုင်ကိုသွားပြီးတော့မှားတယ်။ဖနတ်ဆိုင်ကလည်းငပြင်းစီကိုသွားပြီးတော့နာယုတ်လူချင်းလို့ဆိုတော့ငပြင်းကနာယုတ်မလုပ်ပြဘူး။ပလုတ်တုတ်လေးတွေလုံနေပြတဲ့။ဒီခါမှာတော့မြို့ပေါ်ကလူတွေကလည်းဘာမှမယူပဲပြန်သွားကြတာပေါ့။ ငပြင်းကတော့မတ်တပ်လုံရင်မတ်တပ်စားရင်နဲ့တစ်ပင်ယောက်ကြီးလဲကိုရောအလုံလဲပြအစာလဲငတ်ပေါ့အလုံတစ်ခုကိုဆွဲဆွဲမြဲမြဲလဲမလုံလုပ်ငန်းနဲ့ဈေးကွက်ကိုချဲ့ထွန်းဖို့လဲမစင်စားမတ်တပ်လုံမတ်တပ်စားပဲလုံနေတော့မတ်တပ်မလုံနိုင်တဲ့ဒီနေ့မှာတော့ငပြင်းဒုက္ခရောက်တော့တာပေါ့လို့ပြောကြရင်းနဲ့ဒီကုန်းချုပ်ချင်ပါတယ်အာလုံးအာလုံး မတ်တက်လုံနေတော့မတ်တက်လဲစားလဲတော့လဲစားနိုင်အောင်ကြိုးစားရှာခြွေတာစုနိုင်ကြပါစေလို့တတိပေးရင်လည်းဒီကုန်းချုပ်လိုက်ချင်ပါတယ်